ဦးဇင်းတို့အားလုံးပဲသိကြတဲ့အတိုင်းပဲနော်အာနာရှင်ကအာနာကိုအမြဲတမ်းထာဝရကင်ထားခြင်းနဲ့အတွက်ကြောင့်အာနာကိုသိမ့်ခဲ့တာပဲသိမ့်ခဲ့ပြီးတော့အခုဟေ့ဆိုလို့ရှိရင်နော်ဦးဇင်းတို့ဒါဂျင်းစီလူငယ်တွေစာကြည့်တပြင်အကုန်လုံးဆရာဝန်လောင်းနေဆရာဝန်တွေအကုန်လုံးကနေပြီးတော့ဒါငါတို့ကိုကာဝယ်စောင့်ရှောက်ရမယ့်စစ်တပ်ကိုယ်တိုင်ကတက်ပြက်နေပြီငါတို့တော်လန်ညမှာဖြစ်မယ်ဟေ့ဆိုပြီးတော့သူတို့ရရအနေနဲ့လက်နဲ့ဆွဲကင်ပြီးတော့နော်ခုခံကာဝယ်စစ်ကိုဆင်နေလာတဲ့ခါမှာ သူတို့ကအကုန်လုံးပြုတ်ပြုတ်ပြုံးနိုင်ပြပြောမယ်ဆိုရင်နော်အဲ့တော့စစ်တိုင်းဌာနချုပ်တွေရောအကုန်လုံးကြပြီးတော့မနိုင်လာတဲ့အခြေအနေမှာသူတို့တို့ကထွက်ပေါက်မရှိတော့အဲ့တော့သူတို့ကဘာလုပ်ချင်တာလဲဆိုတော့ဒီရေကောက်ပွဲကသူတို့အတွက်ထွက်ပေါက်လူလုပ်ချင်တာပဲတကယ်တမ်းညတော့ဦးစင်းတို့ကဒါဒီထွက်ပေါက်ပေးရမှာမဟုတ်ဘူးဘောက်လေရေးဆိုတော့သူတို့ဒီတိုင်းဖြစ်ပြီးဖြစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့ကြောင့်လူတို့တို့အမှကျိုးစင်ဒီအလုတ်ကသူတို့လုပ်ရမယ့်အလုတ်မဟုတ်ဘူးသူတို့လုပ်ပေးပိုင်ခွင့်မရှိဘူးဘောက်လေဆိုတော့ ကိုနေ့ကပြောခဲ့တဲ့တတိုင်းပြည်လုံးကိုဘုံကျဲခြင်းတက်ဖြတ်ခြင်းရက်ဆက်ခြင်းမရင်းကျင်ခြင်းမကောင်းတာမှန်တယ်များအကုန်လုံးလုပ်နေတဲ့လူတွေကဒီမိုကရေစီအတွက်ရွေးကောက်ပွဲလုပ်ပွဲမင်းဟေ့ဆိုတာခွေးပစက်ကခွေးစကားထွက်တာပဲကရောင်းကြိုက်တခြားဖင်တခြားပဲဒါဦးစင်းတို့အားလုံးကစန့်ကျင်ကြရမှာဒါရီးဒါကြောင့်မလို့ဦးစင်းတို့ပြောကျင်တာဒီသူတို့ကအားလုံးအရာအားလုံးပိတ်နေတဲ့အတွက်ကြောင့်နော်ကဘာလည်းတွက်ကြည့်လိုက်လို့ဘယ်နေရာမှာလက်မခံဘူးအာဆီယံတော်တို့လက်ခံတာမှမဟုတ်တာလက်မခံတဲ့ခါကျတော့သူတို့ကကိုနေ့ပြတဲ့တရုတ်နဲ့လဝါချင်းရိုက်ပြီးတော့ ငါတို့ပြည်သူလူထုကလက်ခံပါတယ်ဟေ့ဆိုပြီးတော့သူတို့ထွက်ပေါက်လို့ချင်တာလိန်ချင်တာပေါ့ဗျာဒါကြောင့်မလို့ဒီရွေးကောက်ပွဲကအတုအောင်ရွေးကောက်ပဲပေါ်တေးတေးမလုပ်ပါနဲ့အားလုံးကဆန့်ကျင်ပါတော်လှန်ပါနော်ဒါကကိုယ့်လေပင်ကိုကြိုးကွင်းဆွတ်တာဖြစ်တယ်နော်အခုတော့မှပဲကြိုးကွင်းဆွတ်လိုက်လို့သေနေကြပြီလေစစ်အာဏာရှင်ဆွဲပြီးတော့မရင်းချင်းအတက်ခံရဟိုပေါ်တာဆွဲပြီးအတက်ခံရရှေတန်းပို့နဲ့အခုဒီဥစ္စာကြီးလှုပ်လိုက်တဲ့ဟေ့ဆိုရင်ငါတို့ကိုတရေဝင်တတ်ပါတော့လို့တော့ပြောတာဖြစ်နေတယ်ဒါကြောင့်မလို့ဒါဟာပြင်းပြင်းထန်ထန်ဆန့်ကျင်ပါလုံးဝမဲမပေးပါနဲ့ ရတဲ့နီးနဲ့စန့်ကျင်တော်လှန်မှမိမိတို့ဖြစ်ပါမယ်ဒီဥစ္စာကစစ်အာဏာရှင်ဟာပိတ်နေတဲ့တို့ကြောင့်တို့တို့ထွက်ပေါက်ရှာတာလုံးဝအတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့အလုံးပြင်းထန်တဲ့စန့်ကျင်ပါလို့ဦးဇင်းတို့အနေနဲ့ပြောကြည့်ပါမယ်